ပြည်သူများအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ဒီနေ့တင်ဆက်ပေးမယ့်ရန်ကုန်မြင်ကွင်းရဲ့အစီအစဉ်မှာတော့ Master ရဲ့စတုထမြောက်မျိုးဆက်သစ်ကားအသစ်ဖြစ်တဲ့ All New Master 2ကိုမိတ်ဆက်တဲ့အခမ်းအနားအကြောင်းတင်ဆက်ပေးသွားမှာဖြစ်ပါရခင်ဗျာအဲဒီကနေ့အစီအစဉ်မှာဆိုရင်တော့ပြည်သူတွေသိကျင်နေတဲ့မိကုန်းတွေဖြစ်တဲ့ဒီကားပေါ့နော်ဘယ်လိုမျိုး technology နဲ့ဖန်တီးထုတ်လုပ်ထားရဲပြီးတော့ဘယ်လိုမျိုးဒီနီးပညာတွေပါဝင်မလဲဒီကားကိုဗမာရရှိနိုင်တဲ့ဈေးနှုန်းတွေပေါ့နော်စသဖြင့်ပြည်သူတွေအတွက်တင်ဆက်ပေးသွားမှာဖြစ်တဲ့အတွက်ဆက်လက်ပြီးတော့ကြည့်ရှုကြပါအောင်ခင်ဗျာ ပရိသတ်များခင်ဗျာ Master Road Show ကားပြပွဲဖွင့်ပွဲကိုရန်ကုန်မြို့မြမပလာဇာမှာကျင်းပပြုလုပ်ခဲ့ပါတယ်အခမ်းအနားစတင်ချိန်မှာတော့ Master မ Head of Sales and Marketing ဖြစ်တဲ့ Mr. Thomas Lim Chi Sing ကအဖွင့်အမှာစကားပြောကြားပေးခဲ့ပါတယ်အဲဒီနောက်မှာတော့ Master ကဒီကနေ့အခမ်းအနားမှာစတင်မိတ်ဆက်တဲ့ All New Master 2ကားအသစ်ကိုစတင်ပြသမိတ်ဆက်ခဲ့ပါတယ်ခင်ဗျာ Master 2 that we launched today comes with a new technology, which is a Sky Active technology. The Sky Active technology actually uh, embodies the engine, the transmission, and the chassis. Now, the uh, engine actually gives you more power, fuel efficiency, the chassis give you safety, the ride. Uh, we have two versions. We have one uh, which is the executive version, and the other one is the sports version. Uh, it is available here in uh, Yangon and also our uh, outlet in uh, another outlet in Mandalay. The service center in uh, Yangon is uh, Yamachau. Okay, we have the complete uh, after sales uh, service, and in Mandalay it's the same branch. It's in Mandalay. Uh, it's actually a complete uh, customer care service. Uh, we actually provide the normal servicing. We also provide the uh, so-called uh, accident repair and we also have uh, provided the long uh, so-called extended uh, warranties we also provide the Master 2 executive we are selling at 21999 and the Master sports edition we are selling at 26999 uh, we have the executive version here in Myanmar Plaza we also have the uh, two uh, entire range of the Master 2 which is in Yangon and Mandalay both the executive and the sports version uh, we have actually uh, display Introduce the new uh, model to the Master family, which is the Master 2. Uh, of course, uh, what we have for our customer is that we have uh, done, we are doing a promotion here in Myanmar Plaza, and customer can get up to uh, $3,800 uh, discount if they come and uh, buy a Master cars here in Master Myanmar Plaza. Uh, it's valid for the, uh, it's valid for this roadshow in Myanmar Plaza. ရိသမန်ခင်ဗျာ All new Master 2ကားဟာဆိုရင်ရခင်ကထုတ်လုပ်ခဲ့တဲ့မျိုးဆက်သစ်ကားတွေစီကနေအယူအဆနည်းပညာတွေကိုပြောမြင့်ထားပြီးတော့ကားရဲ့ဒီဇိုင်းနဲ့ပတ်သက်ရင်လည်းခေါ်တို့ဒီဇိုင်းအယူအဆကိုအသုံးပြုဖန်တီးထားပါတယ် All new Master 2ကို1.5 liter engine 134မြင်းကောင်ရေ Sky Active Drive 6 speed automatic ကို Sports Mode နဲ့ရရှိနိုင်ပါတယ် ခြားလုံဆောင်မှုများအနေနဲ့ electronic assist power steering rotary commander control bar ခုနှစ်လက်မအရွယ်ရှိတဲ့ထိတွေ့မျက်နှာပြင် push start clock နောက်ကြည့်ကင်မရာနဲ့ daytime running light တို့ပါဝင်ပါတယ်ခရီးရှည်မောင်းနေနိုင်မှုနဲ့ပတ်သက်ပြီးတော့လဲ master 2ရဲ့ frame နဲ့ body ကိုလည်းပြန်လည်ဖန်တီးတည်ဆောက်ထားတဲ့အတွက် ကားမောင်းနေမှုအနေထားနဲ့မြင်နိုင်စွမ်းကိုလည်းပုံမကောင်းမွန်စေမှာဖြစ်ပါတယ် ထူးခြားတဲ့ HMI အယူဆကို ပေါင်းစပ်ပြီးတော့ has app cockpit ကိုလည်းတိစောက်ထားတဲ့အတွက်မောင်းနေသူအနေနဲ့အန္တရာယ်ကင်းစွာ မောင်းနေနိုင်မှာဖြစ်ပါတယ်။ဒါကြောင့် all new master 2နဲ့ခရီးရှည်မောင်းနေရတာကိုကားငယ်နဲ့မောင်းနေနေရတယ်လို့မခံစားရတော့ပဲနဲ့ကားရဲ့စွမ်းဆောင်ရည်အပြည့်ကိုအပြည့်အဝခံစားနိုင်မှာဖြစ်ပါတယ်ခင်ဗျာ။ Master Roshu ကားပြပွဲကို2016ခုနှစ် January လ28ရက်နေ့ကနေစတင်ပြီးတော့30ရက်နေ့အထိ၄ရက်တိုင်တိုင်မြန်မာပလာဇာမှာကျင်းပပြုလုပ်မှာဖြစ်ပါတယ်။ပရိသတ်များခင်ဗျာ Master ကနေအသင်းမိတ်ဆက်လိုက်တဲ့စတုထားမြောက်မျိုးဆက်တဲ့ All New Master 2ကားတဲ့ကြောင်းကိုဒီကနေ့ကျင်းပပြုလုပ်ခဲ့တဲ့ Master Roshu ကားပြပွဲဖွင့်ပွဲကနေတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်ခင်ဗျာ။ ရန်ကုန်မြို့ကျအစီအစဉ်ကိုကြည့်ရှုအားပေးနေရတဲ့ပရိသတ်များအားလုံးကိုလည်းကျေးဇူးတူပဲတင်ရှိပါရခင်ဗျာ။